မန္တလေးရေသနာဘုံတက္ကသိုလ်မှာအမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြခဲ့တဲ့ចောင်းသား38ဦးကိုပုံမှန်18နဲ့အမှုဖွင့်ထားရမှာဒီကနေ့အမရပူရမျိုးနဲ့တရားရုံးမှာចောင်းသား2ဦးကိုရုံးထုတ်ခဲ့ပါတယ်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ကရေနာဘုံတက္ကသိုလ်ចောင်းဝင်းအတွင်းမှာအမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အတွက်တရားမဝင်စီတန်းလှည့်လည်ခြင်းပုံမှန်18နဲ့တရားစွဲခံထားရပြီး ီကနေ့အမရပူရမြို့နယ်တရားရုံးမှာတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့ဒီចောင်းသားတွေကိုဒါတက်မှတ်အပြစ်ရှာပြီးတော့ဟိုထိန်းချုပ်ဖို့ကြိုးစားနေတာပဲเนาะ။ဒါသူတို့မတရားတာလုပ်ဖို့ကျွန်တော်တို့ထိန်းချုပ်ဖို့ကြိုးစားနေတယ်။နောက်တစ်ခုကဒီရွေးကောက်ပွဲအကျိုးចောင်းသားတွေကိုဖမ်းဆီးပြီးတော့ထောင်ထဲကိုထည့်နေလို့ပဲကျွန်တော်တို့ကတော့မြင်တယ်။ဟို38ယောက်အပါဆွဲထားတာ။နောက်တစ်ခုကကျွန်တော်တို့က ဟိုចောင်းထဲမှာလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါចောင်းအာဏာပိုင်တွေပဲသက်ဆိုင်နေအခုလက်ရှိတရားစွဲဆိုထားတဲ့တရားလူဟာဒူရဲမှုလက်သူဖြစ်နေတဲ့အတွက်ဒါဟာတရားဥပဒေပေါင်းကနေပြီးတော့ကြော်ပြီးတော့လုံလုံနေတာပဲဖြစ်တယ်ပေါ့နော်အမရပူရမြို့နယ်စခန်းမှုဟောင်းဒူရဲမှုဥလှသူတရားလူပြုတ်ဆွဲဆိုထားတဲ့အဲ့ဒီအမှုမှာကိုနိုင်ရဲဝေတအုပ်ကိုသာရုံးတင်ခဲ့ပြီးဆန္ဒထုတ်ဖော်ပွဲမှာပါဝင်ခဲ့တဲ့ကြံចောင်းသား36ဦးကိုတော့ကိုနိုင်ရဲဝေရဲ့ထွက်ဆိုချက်ပေါ်မူတည်ပြီးဆက်လက်ဖမ်းဆီးသွားမှာဖြစ်တယ်လို့သိရပါဗါတယ်ကိုနိုင်ရဲဝေဟာ ကိုတိုင်ခံဝင်အဖြစ်နဲ့တရားရုံးကအာမခံရရှိခဲ့ပါတယ်။မနေ့ကလည်းရန်ကုန်ကမာရွတ်မြို့နယ်တရားရုံးမှာဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားများတက်မကအဖွဲ့ချုပ်ဘာကတာအဖွဲ့ဝင်မက်ပူပူကိုရုံးထုတ်စစ်ဆေးခဲ့ပါတယ်။မနေ့ကမက်ပူပူကိုရုံးထုတ်စစ်ဆေးတာဟာ၃ချိန်မြောက်ဖြစ်ပါတယ်။တရားရုံးမှာရုံးထုတ်ထားတာရှိခဲ့ပြီးစစ်ဆေးမေးမြန်းတာမရှိသေးပါဘူး။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ရုံးထုတ်စစ်ဆေးချိန်မှာမက်ပူပူရဲ့ရှေ့နေဥရောပဆိုင်အောင်ကကမာရွတ်မြို့နယ်တရားရုံးက ကျောင်းသားကျောင်းသူ6ယောက်ကိုအမှုဖွင့်ထားတာဖြစ်တယ်လို့ပြောပါရယ်သူတို့ကိုမမိသေးတဲ့အတွက်စစ်ဆေးတာမရှိသေးဘူးလို့ဥရောပဆောင်းကပြောပါရယ်ဒါမဲ့လို့အမှုစစ်ဖို့မှာလူကမပြည့်စုံဘူးလေလူမပြည့်စုံမှုဆိုတာကိုဝင်းကျော်မှုကတော့ရုံးရှိရောက်ပြီးမတ်ပုတ်ဘူကလည်းရုံးရှိရောက်ပြီးကြံတဲ့ဆွဆွဲခံရတဲ့လူ၃ယောက်ကဟိုရုံးရှိကိုမရောက်ရှိသေးဘူးရုံးရှိမရောက်ဟိုမရောက်ရှိသေးဘူးအားလုံးပေါင်းသူတို့ဆွဲထားတာက ကိုကျော်ကိုကိုပါ6ယောက်ကို6ယောက်ဆိုတော့အဲ့6ယောက်ကဘယ်သူတွေလဲဆိုတော့ကိုကျော်ကိုကိုရဲ့နန္ဒစေအောင်ရဲ့ဂျိန်းကော်လင်းတဲ့နိုင်ရဲ့နောက်ပြီးတော့ကိုဝင်းကျော်မူရဲ့ထက်ကန်ဆိုးရဲ့မတ်ပူပူကရတနာစုပူပိုင်ရဲ့ဆိုတော့အလုံး6ယောက်6မှာကိုနန္ဒစေအောင်ကတာပတိထောင်မှာရှိတယ်ကိုကျော်ကိုကိုယုံရှိမရောက်သေးဘူးဝင်းကျော်မူကရောက်နေပြီ မပူပူကယရနာစုပူပိုင်ရရောက်နေတယ်။နောက်ထက်ကင်ဆိုးကမရောက်သေးဘူး။အဲ့တော့နန္ဒစီအောင်ကရောက်တော့လေပဲသူကတပီထောင်းခေါ်သွားတာဗျ။အဲဟိုကအမှုပြီးမှပဲရောက်မှာပဲ။ကိုကျော်ကိုကူဟာထွက်ပြေးနေရပြီးကိုနန္ဒစီအောင်ကတာရီအချင်းအောင်မှာဖြစ်ပါတယ်။ကြံတဲ့သူတွေကတော့ဘယ်မှာရှိနေလဲဆိုတာမသိရသေးပါဘူး။တစ်ချိန်တည်းမှာလည်း တာယာရီအကျဉ်းထောင်မှာဖမ်းဆီးခံထားရသူចောင်းသားចောင်းသူ80ကိုပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကတာရီမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပါဗျ။အဲ့ဒီမှာလဲစစ်စေးမင်းများနာမရှိသေးပဲလူမဆုံတဲ့အတွက်သာဖြစ်တယ်လို့သိရပါဗျခင်ဗျာ။